ဇိုလင်းရဲ့အလဲထိုးတာကိုခံနိုင်ခြင်းရှိနေပေပွဲပြီးသွားလို့ကံကောင်းသွားတဲ့ကောထွန်းအလောဝမေကလာဘခင်ဗျာကျွန်ရဲ့ LMO ပေါင်းစင်းကလည်းပြန်လဲပြီးတော့ကြိုးဆိုပါလိမ့်တမရင်းဇိုလင်းကတော့ပြေးမကြည့်တွေးကြုံနေသည့်ဆိုသလိုပဲအလဲထိုးထဲမှာနိုင်မယ်အမှတ်နဲ့ဆိုရင်ရှုံးမယ်ဆိုရင်အနေထားနဲ့မလို့သေးပါဘူးဝိုင်းမှာ၃ဘက်ဆက်လဲထိုးနေနိုင်ပြီးတော့ပြိတ္တာတွေအော်တောင်းနေဖြောင်းလုံးနိုင်ခဲ့တဲ့ဇိုလင်းဟာခုဆိုရင်၃ဘက်ဆက်တိုင်းအမှတ်နဲ့ရှုံးနေသွားပြီပဲဖြစ်ပါတယ်ဇိုလင်းအနေနဲ့သူလုံးပြနိုင်တဲ့အတိုင်းဓာတ်တွေကနေပြီးတော့အားလုံးလုံးပြခဲ့တာကြောင့်ရုံးဘက်တို့အပြစ်တင်စရာတော့မရှိပါဘူး ိုင်ဘက်ကိုလဲထိုးပြီးတော့နိုင်မိုးထီတော်နီးစက်ခဲ့ပြီး3မိနစ်3ကြီမဟုတ်လို့ဇက်ရှိန်အမြင်ဆုံးထိမသွားနိုင်ခဲ့တာပါတကယ်လို့ရိုးရလက်ဝဲလို့5ကြီလောက်ထိုးရရင်ဒီပွဲကဆိုးလင်းထွက်ဖြစ်နေမှာဖြစ်ပါတယ်တမ်မီဆိုးလင်းကအနီတောင်းကနေပွဲထွက်လာပြီးတော့သချင်းတစ်ပုဒ်နဲ့ထားချက်ချဝင်လာပါတယ်ပထမကြီမှာတော့ကော်တွန်းအထိချက်မှာပိုးသားပါတယ်သူကဆိုးလင်းကိုဝင်မလာအောင်ညာလက်သီးနဲ့စက်တိုက်ထောက်ထားတာပါနင်းချီတားချီလိုလဲစက်တိုက်အသုံးပြုပြီးတော့ဘော်ဒီကစ်တွေလဲကန်ပါတယ်ကော်တွန်းဆိုးလင်းနဲ့လေးလက်မှလက်တံပိုးရှိပြီးတော့အကွာဝင်းကောင်းကောင်းကြီးထိန်းချုပ်ကစားသွားတာဖြစ်ပါတယ်ဆိုးလင်းကလည်းပူးပြီးတော့အပိုင်ထိုးနေတာပါဒါပေမဲ့ကော်တွန်းက ဇိုလင်လိုချေသူမှာကစားပွဲနဲ့ဖူးကကောင်းကောင်းနဲ့ရှောင်းတိန်စားသွားခဲ့တာဖြစ်ပါတယ်။ဇိုလင်ထင်းလောက်ကြီးမြောက်ခဲ့ပါဘူး။ဇိုလင်နေနဲ့ကော်ထွန်းမျက်လုံးနှိုင်းပြလိုက်လို့သတိပေးခံရရပါသေးတယ်။ပထမချီမှာကော်ထွန်းအပြတ်သက်သားပါတယ်။ဇိုလင်နေနဲ့ထိုးချက်ကန်ချက်တွေမနေမနောခံခဲ့ရတာဖြစ်ပါတယ်။ဒုတိယချီမှာဇိုလင်ကစားပူတက်လာပါတယ်။ကော်ထွန်းကလည်းနင်းချေတားချေနဲ့အနားကိုကတ်မခံပါဘူး။တကယ်လို့အနားကတ်နိုင်ခဲ့လေဆွဲဖက်ခံရတယ်ဘာမှမလုပ်လိုက်နိုင်ပြန်ပါဘူး။ကော်ထွန်းရဲ့ချုပ်တူးတိုက်တာတွေကိုလည်းအချင်းချင်းခံပါတယ်။ဇိုလင်ကပူရင်လက်သီးအတိုတွေထိုးပါတယ်။ဇိုလင်ရဲ့လာရအားကိုလည်းကော်ထွန်းမခံနိုင်ပါဘူး။ကော်ထွန်းတစ်ပြေးနဲ့ကြာလာပါတယ်။ ူရာချီမာကော်ထွန်းနဲ့ငယ်သားပါတယ်။ဒါပေမဲ့တရားချီမာတော့ဇိုလင်းသားတယ်လို့ထင်ပါတယ်။ကော်ထွန်းကတက်လုံကြနေပါပြီ။ဇိုလင်းဆွဲကန်နိုင်ကိုပါလာတာပါ။ဇိုလင်းကတောင်းအောင်အပိုင်ကပ်ပြီးတော့ထိုးပါတယ်။ကော်ထွန်းမင်းရှောင်းကစားနေကြတာပါ။ကော်ထွန်းကတော့အချီမြန်ပြီးပါစေလို့ဆူတောင်းခဲ့ရတဲ့အချီဖြစ်ပါတယ်။ဇိုလင်းကတဖြည်းဖြည်းစီးပြီးနေပါပြီ။တကယ်လို့ပွဲချိန်သာအပြီးမမြန်ရင်ဇိုလင်းကအလဲထိုးနေတော့နိုင်နိုင်ပါတယ်။ကော်ထွန်းခံနိုင်မရှိတော့သလိုတက်လုံနဲ့ကြလာဖြစ်ပါတယ်။ဇိုလင်းရဲ့အပိုင်ထိုးချက်တွေလည်းကောင်းကောင်းထိပါတယ်။ပွဲချိန်ပြီးသွားချိန်မှာပွဲက split decision လောက်ဖြစ်မယ်ထင်ခဲ့မယ်။ ဇိုလင်းကပဲအပြတ်သက်ရှုံးခဲ့ပြီးတော့မှတ်ပေးတိုင်းသုံးဆုံးကကော်ထွန်းပဲအနိုင်ပေးသွားခဲ့တာဖြစ်ပါတယ်။ဇိုလင်းရဲ့ရှုံးပွဲနဲ့ပတ်သက်ပြီးတော့ဘာမှတော့အပြစ်ပြောစရာမရှိပါဘူး။ဇိုလင်းနေနဲ့သူတက်နိုင်တာအကုန်လုပ်ခဲ့တာပါ။သူ့ရဲ့ကစားအောင်ကအမှတ်ပေးမှဆိုရင်အစိမပြေတာဖြစ်ပါတယ်။ဒါကြောင့်အမှန်နဲ့ဆိုရင်တော့အမြဲတမ်းရှုံးတတ်တာပါ။ဇိုလင်းကလဲထိုးမှနိုင်တဲ့ငါးကြီးပွဲနဲ့သာအသားကျနေဖြစ်ပြီးတော့လက်ဝေးမှဆိုရင်အေးစေးကစားလို့ရပါတယ်။ဒါပေမဲ့ဝမ်းမှာတော့ဒူးတောင်ခြေကန်ချက်တို့အသုံးချပြီးတော့အမှတ်ပေးနေကစားတာမလို့အစိမပြေဖြစ်နေရပါ။နိုင်လဲထိုးနေပဲနိုင်ပြီးတော့အမှန်နဲ့ဆိုရင်တော့ပွဲတိုင်းရှုံးတတ်အောင်ဖြစ်နေပါတယ်။ ောက်ဆုံးစားခဲ့နှစ်ပွဲဆက်လက်ရေတက်မအောင်လို့ဝိတ်ပို့ပြီးတော့ပြန်ပြောက်ထိုးချေးခွဲပြေးလိုက်ပါသေးတယ်။ပွဲမထိုးရင်တရက်လုံးမှာဝိတ်ကိစ္စနဲ့အလုပ်တွေရှုံနေရကလည်းဆိုလင်းအတွက်စိတ်နှောင့်ယှက်ဖြစ်စရာပါပဲ။ဘာပဲပြောပြောပါဆိုလင်းအကောင်ဆုံးလုပ်နိုင်ခဲ့ပါတယ်။သူကလည်းဝိတ်ကန်တွေဖြစ်ပြီးတော့အနာယူကန်နီးနေသူလည်းဖြစ်ပါတယ်။ဆိုလင်းရဲ့ရှုံးနဲ့ပတ်သက်ပြီးထိုးထိုးမင်းကတော့သူ့ရဲ့လူမှုကွန်ရက်အကောင့်ကလည်းခုလိုမျိုးနှစ်သိမ့်ထားပါတယ်။တကယ်ချင်းတော့ရိုးရလဝိတ်လုံးငါးကြီးထိုးရရင်တဲဆွဲနဲ့အလဲထိုးနိုင်ပါပဲ။ဝမ်းမှာ၃ကြာမင်းအတွက်အဆင်မပြေဘူးမင်းကောင်းဆုံးလုပ်နိုင်ပါလေရေးသားထားတာပါဇိုလုံးနေနဲ့လာမယ့်ပွဲမှာကောင်းဆုံးပုံစံနဲ့ပြန်လာမလားစောင့်ကြည့်ရမှာဖြစ်ပါတယ် โอเคပါဒီဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျနောက်ဗီဒီယိုဒီမှာလဲ MMA Fighter များရဲ့အားကစားနဲ့ပတ်သက်တဲ့လက်ဝဲသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီပို့လဲဖိတ်ခေါ်ပြရစီကျော်ရဲ့ page လေးကိုလဲ like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားပြီးကြဖို့တောင်းဆိုပြရစီခင်ဗျစုံလီချီဗီဒီယိုအတွက်လဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ